စီမံလုပ်နေတာ။ဖမ်းမြန်မာနယ်စပ်မှာအကြီးဆုံးကြားဖြတ်စီမံကိန်းလို့နာမည်ထွက်ထားတဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းကို အာနာသိစစ်တပ်နဲ့ပေါင်းပြီးရှင်းလင်းတော့မယ်လို့ကင်းနယ်ကြားဆောင်တဲ့ BGF က AOR ကို ပြောပါတယ်။မြန်မာအပါအဝင်လာအိုကမ်ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့ Scan Center Strike 4ကိုဖွဲ့စည်းလိုက်တယ်လို့နိုဝင်ဘာလ12ရက်နေ့မှာအမေရိကန်ကကြေညာလိုက်ပြီးတဲ့နောက်အခုလိုဖြစ်လာတာဖြစ်ပါတယ်။ ူတို့မစားခင်ချင်းလေးစားတော့မယ်နော်ဒီလိုအော်မရှင်းလို့ဆိုတော့ကလက်ရှိကဟိုဟိုဒီအစိုးရအနေနဲ့လုပ်တဲ့ဥစ္စာပေါ့နော်လုပ်တဲ့ဥစ္စာပေါ်မှာကိုတို့ကဟိုကန့်ကွက်ရမရှိပေါ့အဲ့ဒါလေးခဏပြီးတဲ့ရပါကြပြက်နေနေအဖွဲဖွဲ့စည်းလိုက်တယ်လို့အမေရိကန်ကကြေညာပြီးနှစ်ရက်ကြာ နိုဝင်ဘာလ14ရက်နေ့မှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်စတဲ့မဲခေါလန်ချန်နိုင်ငံ6နိုင်ငံရဲ့ဝင်ကြီးအဆင့်အစည်းအဝေးတစ်ခုကိုတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့ပြီးကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းကာပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆွေးနွေးခဲ့ကြပါသေးတယ်။တရုတ်နယ်စပ်နဲ့ထိုင်းနယ်စပ်က BGF တွေကြားဖြတ်လုပ်ကင်နေတာကိုမသိကြိုးကြုံပြုပေးခဲ့တဲ့အာနာသိန်းစစ်တပ်ဟာကြားဖြတ်နှိမ်နှင်းမယ်လို့ဖွင့်ပြောတဲ့အထိဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာလ15ရက်နေ့ဖအန်ခီးစင်မှာအနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်က ကြားပြတ်နှိမ်နှင်းရေးကိုစစ်တပ်နဲ့အမျိုးသားရေးတာဝန်လိုတတ်မှတ်နှိမ်နှင်းမယ်လို့ဝန်ခံပြောဆိုခဲ့ပါသေးတယ်။ကြားပြတ်ရှင်းလင်းရေးကို BGF ကထုတ်ပြောလာပေမဲ့ဒီလုပ်ငန်းစဉ်တွေမှာနိုင်ငံတကာရဲ့ဖိအားမပါဝင်ဘူးလို့ပြောပါတယ်။ဒီကတော့လူသူကတော့ ဟိုဘာမှမဆန်မဲနဲ့ easy လောက်ကစားတော့တဲ့လူတွေအများကြီးရှိတယ်လေဒီသူတို့တော့မပိတိခက်ပါဘူးအဲ့လိုလိုတော့မကောင်းတဲ့လူတွေသူလမ်းတွားမှာပေါ့ဒီဒီပတ်ကြတော့လေဟိုအစိုးရထိလိုက်ပြီးတော့မှဟိုတွေးပြီးတော့တီးကြလို့ဖြစ်အကုန်လုံးဖြစ်ကုန်တယ်လေအမှန်တကယ်အမှန်တကယ်တော့ဒီလောက်တဲ့နေရာဒီလောက်ကိုပဲဝင်ရောက်ခြင်းနဲ့ဆက်ချီဖို့လောက်တော့အမှလူတွေကသူ့ရင်ထိလိုက်ပြီးတော့မှ easy လောက်ကစားတော့လူတွေကြောက်လိုက်ပြီးကြီးကြပါကြဆိုတော့အကုန်လုံးရှုပ်ကုန်တယ် အဲ့လိုမဖြစ်အောင်တော့ကိုတို့စတူဒီယိုလုံးမအဲ့ဒီအဲ့ဒီမှာမှဝေယုံသုံးပါဖြစ်သွားတော့လာတတ်နိုင်ပေါ့ရှိကုတ်ကူမှာကြားပြတ်2000လောက်အထိရှိနေပြီး အပြီးနိုင်နှင်းတော့မယ်လို့ BGF ပြောခွင့်ရကထိုင်းမီဒီယာတွေမှာလည်းဝန်ခံခဲ့ပါတယ်။ BGF အနေနဲ့ကရွှေကုတ်ကိုမြို့သစ်စီမံကိန်းကိုတိုးတက်စေချင်လို့ရင်းနှီးမြှုပ်နှံမှုတွေလက်ခံခဲ့ပေမဲ့နိုင်ငံသားတွေကနီးပညာတွေတုံးပြီးလိန်လည်မှုတွေလုပ်နေတာလို့လည်းပြောပေမဲ့ရင်းနှီးမြှုပ်နှံမှုတွေကကြားဖြတ်နဲ့မဆိုင်ဘူးလို့ AR ကိုဖြေကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့မှာစစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနင်းတယ်လို့ထုတ်ပြန်ပြီးတဲ့နောက် အဲ့ဒီကကြားဖြန့်အဆောက်အဦးတွေကိုဇက်တိုက်ဖြိုချဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ KK ဘက်ပြစ်စင်မှာကြားဖြန့်တွေအပြင်အဲ့ဒီဒေသမှာနေထိုင်ကြသူတွေအားလုံးထွက်ပြေးခဲ့ကြရပေမဲ့ရွှေကုတ်ကူမှာတော့တခြားပုံစံနဲ့ကင်တွင်မယ်လို့ BGF ဘက်ကပြောပါတယ်။အော်လမ်းလျှောက်ပြန်တဲ့လူအများကြီးပဲ။ဒါစိုက်ထဲမှာဒါဗမာတွေ။ဗမာတွေကလားတွေ။ရှင်ရပွက်လို့ရ။